သတင်းတက်တများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျူဆက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပါဗရမအုံဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မာဘာတာနဲ့အစွန်ရောက်မျိုးသားရဲ့လှူရှားမှုတွေဖြင့်အတွဲညီညီတိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတယ်မင်းအောင်လိုင်းနဲ့ခင်ရဲ့တပည့်ဆက်ထောက်လိုင်းရဲ့ဘိုးကြီးဟောင်းတန်းစင်ကျော် ကျန်ဖို့ရန်ကုန်တိုင်းလွတ်တော်အမတ်လောင်းဖြစ်လာတဲ့တရင်ကိုတင်ဆက်ပေးကြပါရင်မဘာသားနဲ့အစုံရောက်မျိုးသားရေးလှူရှားမှုများဖြင့်အတွဲညင်ညီတိုင်းပြည်ကိုဖျက်ဆီးခဲ့ကြတယ်။မယောင်းနိုင်တဲ့ခင်ရီရဲ့တပည့်ပိုဝီဟောင်းတန်းစင်ကျော်ဒလာမျိုးနယ်ကိုစားပြုကျန်ဖို့တိုင်းလွတ်တော်အမတ်လောင်းဖြစ်လာတယ်လို့သိရပါရင်အကြံပေးစစ်တကလာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာအဆိုပါတန်းစင်ကျော်ကဒလာမျိုးနယ်ကိုစားပြုပြီးရန်ကုန်တိုင်းလွတ်တော်အမတ်လောင်းဖြစ်ရွေးကောက်ပွဲဝင်လာတာလည်းဖြစ်ပါရင် ို့ကိုဒလားမျိုးနယ်ရဲ့ရန်ကုန်တိုင်းလွတ်တော်အမှတ်လောင်းဖြစ်လာဖို့ဂျန်ဖောပါတီဥက္ကဋ္ဌခရင်ကိုယ်တိုင်ကအဆိုပြုပြီးဒိုင်ရိုက်ဝင်ပြိုင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။တကယ်တော့တန်းစင်းကျော်ဟာအန္တန်ဒီအစိုးရလက်ထက်မှာဒေါံဆန်းစုကြည်နဲ့အန္တန်ဒီအစိုးရကိုခတ်ထွေးစေဖို့နဲ့အစိုးရပြောက်ကြစေဖို့ဦးတည်တဲ့မဘာသာလှူရှာမှုတွေဟုတ်ကဲ့စန္ဒပြပွဲတွေမှာအဓိကခန်းခန့်နာနေရာကပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။မင်းအောင်လိုင်ခင်ကြီးတို့နဲ့ဒိုင်ရိုက်ဆက်သွယ်ပြီးတန်းစင်းကျော်ကမဘာသာနဲ့မျိုးသားရေးအစိုးရကိုလှူရှာမှုတွေအတွက်ငွေကြေးထုတ်ပေးခဲ့တာတွေ ်ဆန္ဒပြပွဲနဲ့အဆုံးရောက်လှူရှာမှုတွေအတွက်အဓိကစီမံပေးခဲ့သူဖြစ်ပါတယ်။ဒါပြင်မင်းအောင်လှိုင်နဲ့ခင်ရီခိုင်သမ ्या ကိုလှုပ်ပေးပြီးအမျိုးသားရေးအဆုံးရောက်မဟာသားတွေနဲ့ဂျာကန်ချစ်ဆက်ပေးတဲ့အလုပ်ကိုဈေးရရှိဘိုးကြီးတန်းစင်ကျော်ကလုပ်ကင်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါဘိုးကြီးတန်းစင်ကျော်ဆိုသူကတော့စတက္ကသိုလ်ပတ်စံ54ကျောင်းစင်းဖြစ်ပြီးဇေပက်ရေးရလုံးကြုံရေးဌာနပြည်သူဆက်ဆံရေးရရှိတဦးလည်းဖြစ်ပါတယ်။အဲဒီချိန်ကာလကဘိုးကြီးတန်းစင်ကျော်ဟာ မင်းအောင်လိုက်နဲ့ခင်ကြီးထံကိုဓာတ်ရိုက်ဖုန်ခေါ်နိုင်ခွင့်ရှိသူလည်းဖြစ်ပါလိမ့်။သူ့ရဲ့အဓိကတာဝန်ကမင်းအောင်လိုက်နဲ့ခင်ကြီးတို့ရဲ့ခိုင်းနာကိုလုပ်ပေးရသူလည်းဖြစ်ပါလိမ့်။မင်းအောင်လိုက်နဲ့ခင်ကြီးတို့ဟာအမျိုးသားရေးမဘာသာရေးတွေကိုနောက်ွက်ကနေထိန်းချုပ်တဲ့နေရာမှာဘိုးကြီးတန်းစင်းကျော်ကနေတဆင့်ချိတ်ဆက်လုံဆောင်တယ်လို့သိရပါလိမ့်။နောက်ပြီး LND အစိုးရခင်မှာမင်းအောင်လိုက်စီကိုဓာတ်ရိုက်ဖုန်ခေါ်ဆိုနိုင်တဲ့အထိဘိုးကြီးတန်းစင်းကျော်ကထိရောက်တယ်လို့လည်းသိရပါလိမ့်။ဒါပြင်အဲ့ဒီဘိုးကြီးတန်းစင်းကျော်ဟာ မဘာတာမျိုးသားရေးတမားတွေရဲ့ငွေတော့ကြီးလို့အမိတက်ခံထားရတယ်ဆိုရင်လည်းမမားနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသားရေးနဲ့မဘာတာတွေလုံးမဲ့စစ်တပ်ထောက်ခံအနန္ဒီအစိုးရထုတ်ချပွဲဘာသာနာရေးဝန်ကြီးဦးအောင်ကိုဖြုတ်ချပွဲတွေမှာဘိုးကြီးတန်းစင်းကျော်ကငွေကျပ်သိန်းရာထောင်ကြီးကိုထုတ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။အစိုးရပတ်စပ်နေဟာမင်းအောင်လိုင်နဲ့ခင်ရီတို့စီကနေတန်းစင်းကျော်ကလက်ခံပြီးမဘာတာနဲ့အမျိုးသားရေးအစွန်ရောက်တေစီတဆင့်ပြန်လဲချထားပေးတာလည်းဖြစ်ပါတယ်။ဒါပြင်နောက်ပိုင်းမှာအင်းနဲ့ဝင်းနဲ့ပါချိတ်ဆက်ပြီး ငွေချေးအင်အားပုံမတောင်တင်းအောင်တန်းစင်းကြော်ကလှုပ်ဆောင်ခဲ့ပါတယ်။အဲလိုအင်းနဲ့ဝင်းနဲ့မျိုးသားကြီးတမားတွေ2016ခုနှစ်ရွှေဘဲစားတောက်ဆိုင်မှာတွဲဆုံနိုင်အောင်တန်းစင်းကြော်ကပဲကမကတာပြုတ်ပြီးဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။အဲနောက်ဘိုးကြီးတန်းစင်းကြော်ဟာ2020ရွေးကောက်ပွဲပြီး NLD ပါတီအနိုင်ရသွားပြီလို့ကြေညာတဲ့ချိန်မှာအစိုးရရွေးကောက်ပွဲကိုအလိုမရှိတဲ့ဆန္ဒပြပွဲတွေ UEC အလိုမရှိဆိုတဲ့ဆန္ဒပြမှုတွေပါဝင်ပြည်ပခါတွေတနိုင်ငံလုံးဖြစ်လာအောင်ပွဲတွေကိုစတိုက်စီစဉ်ခဲ့ပါတယ်။ ဒါပြင်2020ရွေးကောက်ပွဲပြီးဆေးရနာတိမ့်မှုဖြစ်ပေါ်လာရေးတော့မြေပြင်မှာဆန္ဒပြပွဲတွေကို V9 ကအစကိုတိုင်းရိုင်းနှိပ်ပေးပြီးနောက်တဲ့ NND ဇိုးရတဲ့တာဝန်မယူခင်ဆေးရနာတိမ့်ရေးကိုအင်တိုင်းအားတိုင်းဂျိုးပန်းခဲ့သူလည်းဖြစ်ပါတယ်။အဲလိုစတက်နဲ့ချမ်ဖို့ရဲ့ဂျားကန်ဘူးတန်းစင်ကျော်ဟာမဘာသားနဲ့မျိုးသားရေးအစုံရောက်တွေအတွက်ငွေချေးပံ့ပိုးပေးရတဲ့ကော်မရှင်စာပုံစံနဲ့ဖြတ်စားလက်စားလုံနိုင်လာတဲ့အတွက်သူလည်းချမ်းသာကျော်ဝလာခဲ့ပါတယ်။ သူအနေနဲ့ဟိုတယ်တစ်လုံးနဲ့ KTV တစ်ခုပိုင်ဆိုင်တဲ့တီကိုချမ်းသာလာခဲ့တာဖြစ်ပါတယ်။လက်ရှိမင်္ဂလာတုံးအမြောက်တက်ဝင်အတွင်းမှာရှိတဲ့ကန်တဲမှာရွှေနန်းတော်ဆိုတဲ့ဇာတော်ဆိုင်ကိုဖွင့်ထားပြီးတော့အဲ့ဒီတက်ဝင်အတွင်းမှာပဲနေထိုင်ပါတယ်။နောက်ပြီးရွှေပေါကံပန်းချန်နာမှာအုတ်ချုပ်ရည်မှုဦးနိုင်နဲ့ပူပေါင်းပြီးတော့မြေကွက်တွေအကွက်ရဲရောင်းချမှုတွေလည်းလုပ်ခဲ့ပါတယ်။ဒါပြင်ရွှေပောက်ကံမှာလည်းသူအိမ်ဝယ်ထားတယ်လို့သိရပါတယ်။နောက်ထပ်သူ့ရဲ့စီးပွားရေးတွေကတော့ပြင်ဦးလယ်မှာတည်ဟားပလားဆိုတဲ့ဟိုတယ်နဲ့ လာရှုံးမှာဆွဲ KTB ကဘားဆိုတဲ့ဆိုင်တွေကိုတန်းစင်းကျော်ကပိုင်ဆိုင်ပါတယ်။ဒါပြင်တန်းစင်းကျော်ကစနားပြပွဲတပိတ်ပွဲတွေခြားထားပေးမှုကနေရတဲ့ငွေကြေးတွေကိုသူ့ရဲ့ညီမဖြစ်သူအီဖြိုးချော့ထံအမြဲတမ်းအနှံ့ထားလေရှိပါတယ်။လာရှုံးက KTB ကိုတော့သူ့ရဲ့ညီဖြစ်တဲ့လက်ကောင်တီဟာနဲ့လွှဲရထားပြီးပြင်ဝင်းကတီဟာဖလားဟိုတယ်ကိုတော့သူ့ညီအငယ်ကောင်စီတူကျော်ကိုလွှဲရထားတယ်လို့သိရပါတယ်။အခုလက်ရှိတန်းစင်းကျော်ကိုယ်တိုင်ကတော့ရွှေပေါကံပန်းချန်နာမှာမြေခွက်တွေကိုအကွက်ရိုက်ရောင်းစားလျက်ရှိပါတယ် အဲ့ဒီလိုမဘာသာအမျိုးသားရေးအစိုးရဝါဒတွေနဲ့ဒိုင်းပြည်ကိုဖျက်ဆီးခဲ့ကြသူတွေကမှအခုတန်ဆင်းကျော်ဟာစစ်တပ်နဲ့မဘာသာလဲပတ်နေတဲ့ရန်နရရဲ့အစိပ်ပိုင်းကြီးတစ်ခုဖြစ်ပါဝင်နေတဲ့ပြင်လက်ရှိမှာလည်းပြူစောတီသွေးတောက်စားတဲ့လူတက်တဲ့ဘွဲတွေကိုဆက်လက်ထောက်ပံ့ကူညီနေရလဲဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြိုင်မျိုးနဲ့နဲ့ပေါင်းမျိုးနဲ့အဆက်မှာစတက်ရဲ့စတက်လေဒီတစည်းကိုတော်လိုင်းတပွဲများကပြစ်ချတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းမြိုင်မျိုးနဲ့နဲ့ပေါင်းမျိုးနဲ့အဆက်မှာ ယမန်နေ့ညနေပိုင်းကဂျမ်ဘတ်စစ်တပ်ရဲ့စစ်တပ်လေဒီဒစည်းကိုပြေးချခဲ့တယ်လို့မြိုင်ဘခပကသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့နိုဝင်ဘာလ22ရက်နေ့ညနေ4:15မိနစ်ခန့်မှာအဂျမ်ဘတ်စစ်တပ်ရဲ့ပခိုးကူတမတရားတက်မှတက်လာတဲ့စစ်တပ်လေဒီဒစည်းကိုမြိုင်မျိုးနယ်ဘခပဘောင်မျိုးနယ်ဘခပနဲ့အမဂျီဝိုင် PTS စူပေါင်းတက်တွေကပူးပေါင်းပြီးပြေးချခဲ့ရမှာပြကြသွားခဲ့တယ်လို့သိရပါတယ်။ထို့သောပြကြမှုတွေမှာစစ်တပ်လေဒီပေါ်မှာလိုက်ပါလာတဲ့ အကြံဖက်စစ်သားများတည်ဆုံးခြင်းရှိမရှိကိုဒီပြုံးနိုင်ခြင်းမရှိသေးကြောင်းအစောပါစတက်လီဒီပြုတ်ကျသွားတဲ့နေရာကိုဒေါ်လိုင်းတပွဲများကနေမြေရှင်းလင်းရေးလုံဆောင်နေကြောင်းသိရပါတယ်။ဟုတ်ကဲ့စတက်လီဒီပြတ်ကျတာတော့ဟုတ်ပါတယ်။မြိုင်မျိုးနယ်နဲ့ပေါင်းမျိုးနယ်အဆက်မှာဒီကနေ့ညနေ4:45မိနစ်ခန့်မှာပြတ်ကျတာပါ။ပခောကူဓမ္မတရားတက်ကနေတက်လာတဲ့ပရာမော်တာနှစ်စီးမှာဒုတိယအစီးကပြတ်ကျသွားတာပါ။စတက်လီဒီပေါ်လိုက်ပလာတဲ့စစ်ခွေးတွေတေမသေးဆိုတာတော့အတိမပြုံးနိုင်သေးပါဘူးလို့ဒေတာရင်းထုတ်လိုက်ရင်တရင်ချင်းမြက်ကပြောပါတယ်။ ဒါပြင်ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကလည်းဖြူမျိုးနဲ့မကြီးကုန်းတောင်းရွာကိုဘုံကျဲတိုက်ပြီးပြန်လာတဲ့အချမ်းဘတ်စစ်တပ်ရဲ့ဂျိုင်ရိုကော်ပတာတစ်စီးပြတ်ကျခဲ့ပြီးတော့စစ်သား2ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ဆလတ်ဘီထမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျာဖျန်အများဆုံးအခြေဆိုင်ရာဖြစ်တယ်။ရွှေခိုးကိုမျိုးတစ်ကိုကေကေပက်ကဲ့သို့ဖောက်ခွဲဖြက်စီးဖို့မရှိဘူးလို့ BGN နိုင်မောင်စောပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ခရင်ပြည်နယ်မြားရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာဂျာဖျန်ငွေလိန်ဂိုင်းများအခြေဆိုင်ရာဖြစ်တဲ့ ရွေခေါကိုမျိုးတက်ကို KK ဘက်ကဲ့သို့ဖောက်ခွဲဖျက်ဆီးဖို့မရှိဘူးလို့ BGI ရဲ့ပြောခွင့်ရနိုင်မောင်စောက ထုတ်ပေါ်ပြောဆိုပါတယ်။နိုဝင်ဘာလ20ရက်နေ့ကထိုင်းသတင်းမီဒီယာများနဲ့တွဲဆုံစဉ်မှာ BGI နိုင်မောင်စောကအဲ့ဒီလိုပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အခုလက်ရှိကရွှေခိုးကူကကြတော့တရားဝင်မျိုးလည်းဖြစ်ပါတယ်။လက်ရှိက AMC ဖျက်ထားပြီးတော့မှလူနေအိမ်တွေအစားအုံတွေစောက်လုပ်ဖို့ကြာထားပြီးသားနေရာဖြစ်ပါတယ်။ဒါပေမဲ့ KK ဘက်ကကြတော့ခွင့်ပြုချက်မရှိတဲ့နေရာမျိုးတွေဖြစ်ပါတယ်။အဲ့ဒီနေရာနှစ်ခုကမတူတာတွေတော့ရှိပါတယ်လို့ ဘီဂျီရဲ့နိုင်မောင်စောကပြောဆိုပါတယ်။လက်ရှိမှာဂျာမန်စစ်တပ်ကဂျာဖြန့်တိုက်ဖြတ်ရေးလို့ဆိုကာ KK ပတ်အတွင်းမှာရှိတဲ့အဆောက်အုံများကိုဖြိုချဖျက်သိမ်းခဲ့ပြီးတော့အဆောက်အုံ635လုံးရှိတဲ့အနက်နိုဝင်ဘာလ21ရက်နေ့ထိအဆောက်အုံ196လုံးဖြိုချဖျက်ဆီးခဲ့ကြောင်းကြန့်ရှင်းနေတဲ့ KK ပတ်အတွင်းကအဆောက်အုံများကိုလည်းဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိတယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒါပြင်စစ်တပ်ကရွှေခိုးကိုနယ်မြေအတွင်းနိုဝင်ဘာ16ရက်မှာနယ်မြေရှင်းလင်းရေးတွေစတင်ဆောင်ရွက်ခဲ့ပြီးတော့ ရွှေကောကိုနယ်မြေရှင်းယုံလီဝင်းအတွင်းမှာရှိတဲ့စနတ်ထက်အဆောက်အုံ၃လုံးနဲ့ကိုတက်အဆောက်အုံ၃လုံးတို့ကိုရှာပွေးစစ်ဆေးခဲ့ကြအောင်အဆိုပါအဆောက်အုံများကနေအွန်လိုင်းလိမ့်လည်မှုနဲ့လောင်ကစားမှုလုပ်ငန်းများလောက်ကိုင်းနေသူများကိုတွေ့ရှိရခြင်းမရှိဘဲဝင်းတွင်းမှာရှိတဲ့ဂိုဒေါင်အတွင်းမှာစတားလင်ဘန်တရာတလုံးနဲ့ရောက်တာ၂၁လုံးတို့ကိုစစ်ဆေးတွေ့ရှိခဲ့ပြီးတော့ဖောထုတ်ရှင်းလင်းခြင်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါပြင်ထိုင်းနိုင်ငံအပါအဝင်အင်းဒီချင်းနိုင်ငံများတချို့ကိုတစင်းကန်ဖြတ်တန်းပြီးတော့ ရွှေခေါကိုနယ်မြေတွင်းမှာအွန်လိုင်းလိမ့်လည်မှုနဲ့လောင်ကစားမှုများကျူးလွန်ခဲ့ပြီးထွက်ပြေးတင်းရှောင်ပုံအောင်နေထိုင်လျက်ရှိကြတဲ့တရုတ်နိုင်ငံသား136ဦး၊ဗီယက်နမ်နိုင်ငံသား39ဦး၊ကင်ညာနိုင်ငံသား14ဦး၊အီသီယိုးပီးယားနိုင်ငံသား85ဦး၊တောင်အာဖရိကနိုင်ငံသား10ဦး၊အင်ဒိုနီးရှားနိုင်ငံသား23ဦး၊ယူဂန်ဒါနိုင်ငံသား29ဦး၊ဇင်ဘာဘွေနိုင်ငံသား2ဦး၊ဖိလစ်ပိုင်နိုင်ငံသား14ဦး၊ပါကစ္စတန်နိုင်ငံသား3ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား2ဦး၊လိုင်ဘေးရီးယားနိုင်ငံသား2ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား2ဦး မော်ရိုကိုနိုင်ငံသားတအူမာလဝီနိုင်ငံသားတအူကင်မရွန်နိုင်ငံသား6ဦးမွန်ဂိုလီးယားနိုင်ငံသားတအူနဲ့ထိုင်ဝမ်တရုတ်တိုင်ပင်မှတအူစစုပေါင်း352ဦးတို့ကိုယမန်နေ့မှာထမ်းမှန်စစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ရွှေကောက်ကိုနယ်မြေတွင်စစုပေါင်းဖော်ထုတ်ရှင်းလင်းမှုတွေရောက်ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့မှာဒီကနေ့ထိနိုင်ငံသား1369ဦးနဲ့အွန်လိုင်းလိမ့်လေလောင်းကစားမှုဂျိုးလုံးရမှာအသုံးပြုတယ်။ကွန်ပျူတာ2653လုံး မိုဘိုင်းဖုန်း2950လုံး၊စတာလင်ဘန်100တလုံး၊ရာဒါ20လုံးတို့ကိုတင်ဆက်ရရှိခဲ့တယ်လို့စတက်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဂျာဘလူးစစ်ကြောင်းကအိုးဆောင်ပြီးတော့စတက်ရဲ့ပရာမော်တာကိုပြေးချခဲ့တယ်လို့ပေါပါကားဖပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဂျာဘလူးစစ်ကြောင်းကအိုးဆောင်ပြီးတော့စတက်ရဲ့စတက်လေဒီကိုပြေးချနိုင်ခဲ့တယ်လို့ပေါင်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကယမန်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။မကွေးတိုင်းပခောကူအခြေစိုက်တမတရားတက်ကနေ ပေါင်းတယ်ကိုဘုံလာကျဲတဲ့စက်တက်လေဒီနှစ်စီးကိုယမန်နေ့နိုဝင်ဘာလ22ရက်နေ့ညနေ4နာရီခွဲခန့်မှာပေါပကဖတရေမှုဦးဆောင်တဲ့ဂျာဘလူးစစ်ကြောင်းကမြိုင်ဘခဖ MGY PDF တို့နဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိပေးပါတယ်။အဆိုပါစက်တက်လေဒီတစီဟာပေါင်းမျိုးနဲ့မြောက်ပိုင်းနေရာတစ်ခုမှာပြတ်ကျခဲ့တာလို့ပေါပကဖစပက်ရေးရတရင်တောက်တာဝန်ခံကိုစစ်မုံကသိပေးပါတယ်။ဟုတ်ကဲ့ဘိုင်းလောအုပ်ထုပ်ကိုတွေ့ပါတယ်။ဒါပေမဲ့စကောင်းစီစစ်ကြောင်းနဲ့အနီးကပ်လောနာကြောင့်ဒေရေရှင်နဲ့မတိရသေးဘူးလို့သူကပြောပါတယ်။ အဆိုပါပြတ်ကျတဲ့ပရာမော်တာနဲ့ဆက်ဆက်တာတွေကိုအလုံးစုံတင်ဆဲနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။အချမ်းမဲ့ဆက်တက်ရဲ့ဓမ္မတရားတက်ကဆက်တက်လေဒီတွေဟာဘောင်မျိုးနဲ့အတွင်းစစ်ချောင်းထိုးနေတဲ့အချမ်းမဲ့ဆက်တက်စစ်ချောင်းတွေကိုလေချောင်းကနေပြစ်ခုပေးတာတွေပြင်အပြင်းမဲ့ရတားပြည်သူတွေနေထိုင်ရာခြေဝါတွေအတွင်းကိုလည်းတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ပေါက်ပကဖကအတည်ပြုထားပါတယ်။ဒါပြင်ဘောင်မျိုးနယ်တွေကိုဆက်တက်ကအင်အားရာနဲ့ချပြီးစစ်ချောင်းထိုးနေတာကြောင့်လေချောင်းနဲ့လက်နက်ကြီးအန်ရီတွေထိုးကယူဆိုင်နေကြဖို့လည်းတိုက်တွန်းထားပါတယ်။ လက်ရှိမှာစတက်ကပေါင်းမျိုးနယ်နယ်မြေတွင်းစစ်ချောင်း၃ချောင်းနဲ့ဖြန့်ခွဲထားတယ်လို့သိရပါတယ်။ဒီထဲမှာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပဆ24ကနေအင်အား180ကျော်ပါတဲ့စစ်ချောင်းကပေါင်းမျိုးနယ်အနောက်မြောက်ခြမ်းနယ်ကပ္ပဆ24ကအင်အား200ကျော်စစ်ချောင်းကလည်းပေါင်းရဲမြောက်ပိုင်းမှာရှိနေတယ်လို့သိရပါတယ်။ဒါပြင်မြိုင်မျိုးနယ်အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ဓမ္မတော်အကြီးစားစက်ရုံဇမုနစ်ကနေစင်းရအနေအားပါတဲ့စစ်ကြောင်းဟာလေပေါင်းမျိုးနယ်ရဲ့အရှေ့မြောက်ဘက်ခြမ်းကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ BGN နဲ့ DKBA တပ်ဖွဲ့ဝင်တွေအကြမ်းဖက်17ရက်ဇဝက်ဆောင်တာဝေရတော့မယ်လို့သတင်းတွေထွက်ပေါ်တဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာ KNN ဂျာဆောင်တက် BGN နဲ့ဒီမိုကရေစီအကြိုပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေအနေနဲ့17ရက်အစိမ်းရောင်ဆေးရုံနေဖောင်းကိုတာဝေရတော့မယ်လို့မိန့်နေထုတ်ထားတယ်လို့ကရင်စည်းရေးသတင်းရေးမြစ်တွေထံကသိရပါတယ်။အခုသူတို့17ယူနီဖောင်းစိမ်းဝက်မှစတက်ကလက်ခံမှာလို့ပြောတယ်။ BGF ယောက်ကြားတွေကွန်ပျူတာကွက်တွေအဝါကွက်တွေဝယ်လို့မရတော့ဘူးတဲ့။စတက်လို့စိမ်းဝက်မှတယ်။ ဒီနေ့ပဲသတင်းထုတ်ပြန်တာလို့ကရင်စရဲသတင်းရင်းမြစ်ကပြောပြပါတယ်။စောချဲသူဦးဆောင်တဲ့ BGN နဲ့ DKBA တပ်ဖွဲ့တွေဟာဂျာဖျက်လုပ်ငန်းတွေကြောင့်နိုင်ငံတကာကစောင့်ကြည့်ခံနေရတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးတော့ဂျာဖျက်လုပ်ငန်းများလောက်ကန်ရဖြစ်တဲ့မြာဟိုရီရွှေခိုးကိုနဲ့ KK ပတ်တို့ကိုစတက်ကဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်နေပေမဲ့ဗီဒီယိုတွေကတော့ဒါဟာနိုင်ငံတကာဖိအားတွေကြောင့်ဟန်ပြနှိမ်နင်းတာဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။ဒါပြင် DKPA နဲ့ BGA တို့ဟာ ၎င်းတို့နယ်မြေတွေထဲမှာဂျာပြန်လုပ်ငန်းလုပ်ကိုင်းနေတာကိုတရားဝင်ခွင့်ပြုထားသူတွေဖြစ်ပေမဲ့အခုလိုနိုင်ငံတကာကနေစောင့်ကြည့်လာနေတဲ့အခါမှာတော့လက်ရှိသူတို့ဟာမြေငားရန်ထားတာသာရှိကြောင်းဂျာပြန်လုပ်ငန်းတွေလုပ်ကိုင်းနေတာကိုသူတို့မသိကြောင်းအစားရှိတဲ့အင်တာဗျူးတွေမှာလက်ပတ်ဖြေဆိုနေကြတာလည်းတွေ့ရပါတယ်။အမေရိကန်အစိုးရဗဏ္ဍာရေးဝန်ကြီးဌာနကပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်လဲနေတဲ့အွန်လိုင်းကြားပြန့်ငွေလိမ်မှုတွေတွင် DKBA တပ်ဖွဲ့ကောင်းဆောင်လေးဦးဖြစ်တဲ့ Society စောစိန်ဝင် ဇော်ဆန်းအောင်နဲ့ဆိုင်းကျော်လာတို့ကိုတန်ခတ်ရေးယူတယ်လို့ကြေညာခဲ့ပါတယ်။ဒါပြင် စတက်လက်အောက်ခံ BG ရဲ့ခေါင်းဆောင်ဇော်ချစ်သူနဲ့သူ့ရဲ့ဒါနဦးဖြစ်တဲ့ဇော်တူးအေမူးနဲ့ဇော်ချစ်ချစ်တို့ဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်စေတဲ့လူကုန်ကူးမှုတွေမှာအဓိကပါဝင်ခဲ့တဲ့တွင်၎င်းတို့ဦးဆောင်တဲ့ BG ရဲ့အဖွဲ့ကိုလည်းနိုင်ငံဖြတ်ကျော်ရာဇဝဲမှုဂျူးလွန်တဲ့အဖွဲ့အစည်း TOC အဖြစ်အမေရိကန်ဆိုရက2025ခုနှစ်မေလ9ရက်နေ့မှာတက်မှတ်ရေးယူထားပါတယ်။အရင်နောက်မြန်မာကိုထရန့်တတိပြူးမိလာပြီဆိုတော့ ဇာမရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါရစေ။ယခုလိုမြန်မာကိုထရန့်တရေပြူးမိလာပြီဆိုတာကလူခွင့်ရေးချိုးဖောင်းနေမှုတွေကြောင့်တော့မဟုတ်ပါဘူး။တကဘာလုံးတူထက်ငါမယားမကလို့ရှိနေတဲ့မြေရှားတတုများကြောင့်ပင်ဖြစ်ပါရစေ။ယခုကတရုတ်ဟာအစောပါတတုများပိုင်းဆိုင်မှုမှာထိတ်ဆုံးမှရှိနေစေဖြစ်ပါရစေ။အဓိကအပြင်ကချင်ပြည်နယ်အတွင်းပေကျင်းရဲ့ချီရလက်ရများကနှဆိုင်စွာရှိနေတာကြောင့်လည်းဖြစ်ပါတယ်။သို့တော့တရင်စီရင်ခန်းစာတွေရော ထရန်ရဲ့တတိယမျက်လုံးဟာမြန်မာရဲ့မြေရှားတထုများကိုစိုက်ကြည့်နေပြီလို့ယူရေရှား review မှာရေးသားထားပါတယ်။ဒါပြင်အမေရိကန်တို့ကမြန်မာလမ်းကြောင်းဟာ၎င်းတို့နိုင်ငံရဲ့လုံခြုံရေးကိုအားဖြည့်ပေးနိုင်စရာအဖြစ်ရှုမြင်လာကြပါတယ်။ထရန်ရဲ့ကုန်သွယ်ရေးစစ်ပွဲဟာတကမ္ဘာတဝန်းအာရုံစိုက်နေရတဲ့သတင်းကြီးလေးဖြစ်လာနေပါတယ်။တရုတ်နဲ့အမေရိကန်တို့ရဲ့ကုန်သွယ်ခွန်စစ်ပွဲဟာအပြင်းအလန်နားလည်နိုင်မှုရတဲ့အထိဖြစ်ရှင်းနိုင်ရန်လို့ဆိုကဘေးတဲ့နိုဝင်ဘာလလည်အထိရက်ဆိုင်ထားဖို့သဘောတူထားကြပါတယ်။ ဒါမှလည်းအမေရိကန်တို့မြန်မာရဲ့မြေသားတပ်ထုများရှိရာကိုဝင်ရောက်လာမယ်ဆိုပါကပြန်ဆိုင်မှုတွေပို့ပြီးတော့ပြင်းထန်လာတော့မှာဖြစ်ပါတယ်။ဒီဟာကဘာမှာစူပါပါဝါအဖြစ်ယက်တိနိုင်ရန်ရှေးမှာမာမာကြီးရှိနေတဲ့အမေရိကန်ကိုကြော်တက်နိုင်ဖို့အပြင်းထန်ရှင်ပြိုင်လျက်ရှိပါတယ်။အဲလိုအနေထားမျိုးမှာမြန်မာဟာ၎င်းတို့ရှင်ပြိုင်မှုရဲ့စိတ်မျက်နှာအသည့်ဖြစ်လာပုံရပါတယ်။လက်ရှိမှာနိုင်ငံစလုံးဖီဘွားရီအရပြန်ဆိုင်နေတဲ့အတွက်ဝဲယူတုံဆွဲသူတွေအတွက်ဈေးနှုန်းအတင်းအကျပ်နဲ့ရရှိနေနိုင်ပါတယ်။ တရှိမှာအမေရှားတပ်ထုအများဆုံးရရှိနေတဲ့နိုင်ငံ၅နိုင်ငံရှိပါတယ်။မက်ဒရစ်တန်ချိန်အပြင်တရုတ်မှာ44ဘရာဇီးမှာ21အိန္ဒိယမှာ6တသမ9ဩစတြေးလျမှာ9တသမ9ရုရှားမှာ3တသမ8ရှိနေပါတယ်။အမေရိကန်က2024မှာဒုတိယအများဆုံးထုံးလုပ်သူဖြစ်ပေမဲ့လက်ရှိချိန်ထိဒေသတမ8တန်တာရှိနေပါတည်းတရုတ်ဟာအရင်နှစ်အတွင်းမှာပဲမြေရှားတပ်ထုအောက်ဆိုင်တန်ချိန်2300ထုံးလုပ်ခဲ့ပါတယ်။ အရိပမာနာကဘာလုံးရဲ့စုစုပေါင်းထုတ်လုပ်ခဲ့တဲ့ဒုံပုံးနှစ်ပုံကျော်ရှိနေပါတယ်။မြူရောက်တိုင်းရဲ့အဆိုအရတရုတ်မှပြည်ပသို့တင်ပို့ခဲ့မှုမှာ DBN နဲ့ DeproCN တတုများအမြောက်များပါလာတာကြောင့်ကချင်းပြည်မှတရုတ်ပြည်သို့အမြောက်များတင်ပို့ခဲ့တာဟာထင်ရှားလာခဲ့ပါတယ်။လက်ရှိကချင်းပြည်နယ်ပါဝင်မြန်မာဘက်က2024ခုနှစ်တွင်တရုတ်ကိုတန်းချိန်3484တန်တင်ပို့ခဲ့ပါတယ်။ဤသို့ဖြင့်မြေရှားတတုနဲ့ပတ်သက်ပြီးတော့မြန်မာဟာလူတီများလာခဲ့ပြီး အမေရိကန်ဖို့တရုတ်နဲ့ရှင်ပြိုင်စရာအကွက်ကွင်းဖြစ်လာနေပါလိမ့်။တရုတ်ဟာမြန်မာမှာရှိတဲ့ပြည်ပခါဖြစ်ပွားနေတဲ့ဒေသတွေမှာဒေယံဇာတအရင်းမြစ်များကိုထုတ်လုပ်နိုင်ရတယ်။နေရာဒေသလုံးကျုံရန်တို့ရဲ့ချင်းချောက်အချက်ကင်လာတဲ့တန်တမန်နီလန်းများနဲ့လှူရှားလျက်ရှိနေပါလိမ့်။တရုတ်ဟာစေအုပ်စုကိုစစ်ရေးကူညီများပေးနေပြီး GIA အားလည်းဖိအားများပေးနေပါလိမ့်။အပြစ်ကရစရေးအတွက်လည်းဖြန့်ပြေးပေးရန်ကမ်းလှမ်းလာပါလိမ့်။အမေရိကန်အစိုးရဆက်ဆံမြန်မာပြည်မှာဒီမိုကရေစီရရှိရေးအတွက်သာစိတ်ဝင်စားနေကြပါလိမ့်မယ်။ ဒီကနေ့တစဉ်မြန်မာအတရုတ်ဘက်သို့လုံးဝအုတ်တုံရောက်မသွားရေးဟန်တားရန်တော်လည်းဖြစ်ပါရင်လက်ရှိထရန်ဆိုးရကတော့စေအုပ်စုနဲ့ KIA နှစ်ဖက်စလုံးထံကနေမြေရှားတထုများရရှိရေးနီလန်းများအစိုးပြုလာတာကိုလက်ခံရရှိထားတယ်လို့ခိုင်းလုံးတဲ့သတင်းရက်ွက်တွေကဆိုပါရင်လက်တလောမှာအမေရိကန်ဟာအွန်လိုင်းငွေလိမ်ကိန်းများနဲ့ပတ်သက်လို့ဝက်ဝူချက်လာပြီးဖြစ်လို့ဘူပေါင်းဆောင်ရွက်လာစရာအကြောင်းတော်မရှိပါထရန်ဟာမြန်မာမှရှားပါတထုများကိုရရှိလိုပါကအိန္ဒိယနဲ့ပုံမိုနီကတ်စွာပူးပေါင်းရဖို့ရှိနေပါတယ် အမေရိကန်တို့ကကချင်ပြည်နယ်မှာထုတ်ယူနိုင်ရန်အနည်းဆုံးနဲ့စိတ်ချရဆုံးဟာအိန္ဒိယမှာရှိတဲ့အာတန်ပြည်နယ်ဘက်ကဖြစ်ပါတယ်။ယခုချိန်ထိအမေရိကန်ဘက်ကသဘောထားကိုရှင်းရှင်းလင်းလင်းတော့မသိရသေးပါဘူး။ထရန့်ဟာရှာပါမြေသားတပ်ထုများအတွက်တရုတ်ကိုမိခိုးနေမှာတော့မဟုတ်ဘူးလို့ပြောခဲ့ပြီးဖြစ်ပါတယ်။ထရန့်ဆိုရမိတို့မိပုံဆက်လုပ်မယ်ဆိုတာကသာစောင့်ကြည့်ရဖို့ရှိနေပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးဒီနားဆင်ခဲ့တဲ့တရင်ပိသက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်ထပ်အပြည့်ရင်းပြပါတဲ့ရင်ဒေါ်လိုင်ရေးဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။